အားလုံးပဲမင်္ဂလာပါများဆိုင်လန်တဲ့ဒလမပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးတော့ဥကိုနီလောက်ချန်ခရရတဲ့တဲ့နဲ့ပတ်သက်ပြီးပြောရင်ပြောလာတဲ့မောင်ဆိုင်ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဗရမမောင်ဆိုင်ကအဲ့ဒီအချော့နဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်လန်တဲ့ဒလမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မင်္ဂလာပါကျွန်တော်မြို့သားနိုင်ငံမှာကိုဆိုင်တက်ဆန်ပါအော်ဒီနေ့ကြံအကြနေပေါ့နော်ဒီနေ့မှာကျွန်တော်သတင်းလေးတွေကြည့်နေရတယ်သတင်းလေးကြည့်နေတယ်အခုတက်တွေ့တာပါလဲဆိုတော့တစ်ဖက်သတင်းတွေဖော်ပြနေတာဥက္ကုဏီကိုလှုပ်ချန်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးပြောနေကြတာပေါ့နော်ဥက္ကုဏီကိုလှုပ်ချန်တာကတက်မလို့ကလှုပ်ချန်တာပါဆိုပြီးပြောရဲပေါ့နော်ဒီလိုမျိုးဆွဆွဲချက်တွေရှိဆိုတဲ့အခါကျတော့အဲ့ဒါကိုဖော်ရရဟိုအခုဥက္ကုဏီရှင်းနေပြီလားအဲ့မှာတဲ့ဟိုဟာကအစ်စင်အောင်ဆိုရလို့ဖော်ပြပါတယ်ပေါ့နော်အဲ့လို ပြောရဲပေါ့အဲ့တော့အစ်စင်အောင်ဆိုလို့ပြောချင်တာကအစ်စင်အောင်ဆိုခင်ဗျား ဲ့ဒီတုန်းကမီဒီယာတွေမှာပြောခဲ့တာရှိတယ်။ခင်ဗျနေရာ၃နေရာမှာခင်ဗျလှုပ်ဝှက်ချက်တွေဖွက်ထားတယ်။ဒီလူကိုလှုပ်ကြံတဲ့ဟာကဟုတ်လား။ဒီရောက်သိရင်ကျွန်တော်ကခင်ဗျားတို့ခေါ်နေတယ်ဟာလား။ဒေါ်ဆန်းစုကြည်ကိုအားလာလို့အမေကိုအားလာလို့ဆိုတဲ့စကားဟုတ်လား။နော်အမေငဲကွက်တော့အားဖြင့်ကျုပ်အဲ့မဖို့ဘူး။ကျုပ်တခုဖြစ်လို့ဆိုရင်အဲ့၃နေရာတွေဖော်မယ်ဆိုပြီးခင်ဗျားပြောခဲ့တယ်။အဲ့တော့အဲ့ကိစ္စလေးကိုကျွန်တော်လည်းပြောမယ်။ဆိုတော့ကျွန်တော်တို့ဥလီဥလီရွယ်ပေါ့နော်။အစီအအောင်ဆိုဆိုတာ။အစီအအောင်ဆိုနေတဲ့ ဥပမာလိုချင်မှုအတွက်စီစဉ်ခဲ့တာကခင်ဗျာပထမဆုံးတော့အင်းစိန်တော်မှာဓာငမို့အရင်ငားခဲ့တယ်ခင်ဗျာအဲ့ဒါညင်းလို့မရဘူးဓာငမို့အရင်ကဓာငမို့လူရဲလူသားတွေမှာအမြတ်တနက်နဲ့ပြစ်တတ်ရမယ်လို့ပြောတာအဆင်မပြေဘူးဓာငမို့ကမလုပ်နိုင်ဘူးခဲ့နော်မလုပ်နိုင်တဲ့အတွက်အဲ့ကိစ္စအဆင်မပြေတော့အဲ့မှာရင်နော်ကြည်လင်းကိုငားတာကြည်လင်းကဘယ်ထောင်းနေပြန်လာလဲဆိုတော့ကြည်လင်းကပထမတမှုနဲ့ ောင်စွန်းထောင်ကနေပြီးတော့မလွတ်လား6လပဲရှိသေးတယ်ကျွန်တော်အဲ့ဒီအချိန်ကြီးထိတိတယ်ဒီလောက်ပြောလို့ရှိရင်ငါသဘောပေါက်မှာနော်အတွင်းစီးထဲမှာကျွန်တော်အကုန်သိထားတယ်နော်အဲ့တော့ကြည်လင်းအမှုကိုလိုက်တဲ့အချိန်ကြီးရပဲကျွန်တော်ရင်းနှီးပါတယ်ဥအောင်ခံဆုံးသွားပါပြီအခုတော့အဲ့ဒီအချိန်ကြီးကျွန်တော်ဒီလောက်ပဲပြောမယ်နော်နော်ညောင်းသိထားဖို့ကအဲ့ဟာကိုလောက်ကြံခဲ့တဲ့လူကအဲ့ဒီဥက္ကိုနီကိုလောက်ကြံခဲ့တဲ့လူကဘာတူလဲဆိုတော့ ခင်ဗျားပြောနေတယ်ခင်ဗျားပြောတယ်အားနာပါတယ်ဆိုတဲ့လူကြီးအဲ့လူကကျွန်တော်မသိဘောတည်တယ်ခင်ဗျားလည်းတည်ရတော့ဒါပေမဲ့တစ်ချက်တချို့သတင်းမီဒီယာတွေဖွာနေတာပေါ့နော်ဖွာတဲ့ဟာတွေကိုကျွန်တော်တို့ပြန်လည်းခြေပပေးတာကျွန်တော်တို့ကဒီကိစ္စတွေကိုဘာကြောင့်မပြောရလဲဆိုတော့မကောင်းတော့လို့နော်အဲ့ဒီဘာလို့ကြောင့်ပြောလိုက်လို့စီးရင်ဆက်ပြီးဖွာလို့စီးရင်ကျွန်တော်ပုံကျောင်းဆိုင်ကုန်ကူတိတ်ခါတွေပျက်စီးသွားမှာဒါတွေကိုမလိုလားလို့ အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘာမှမပြောမနဲ့အားလုံးကိုဒီဖုန်းကချပြီးတော့နေပေးတာအခုသတင်းတစ်ခုမှတွေ့လာလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ပြန်ပြီးပြပြပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဒီလောက်ပါ